အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မေဆင်ပြအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေနော်တတိယမြောက် live အဖြစ်နိကဘရိတ်တရာကတခုဒီနိကဘရိတ်လိုင်းကစားကတခုနော် ကျွန်တော်ရတွန်းတာနဲ့အကွက်ရွှေကနန်းလေးတစ်ခွက်အားလုံးတို့မျှော်ပေးကြပါတယ်ပေါ့နော်စိတ်ဝင်စားမယ်အကြိုက်တူခဲ့မယ်ဆိုမိတ်ဆွေရှင်တုံးပါမရှိရလို့မတုံးပါနဲ့ပေါ့နော်ကတိနေရစားရအောင်နော်ပြောလို့အဆင်ပြေတက်စားရအောင်နော်ဆောက်လေးကွန်ဘရိတ်ကွန်လေးကွန်ကြောက်ဘရိတ်ကွန်တီကိုကွန်ဘရိတ်ကွန်ဆိုပြီးနှလုံးပေါင်း30ကွန်ဘရိတ်ကွန်ဘာတော့ဘရိတ်ကွန်နှလုံးပေါင်း30ကွန်ဘာတော့ဘရိတ်ကွန်နှလုံးပေါင်း30ကွန်ဘာတော့ဘရိတ်ကွန်ဆို ကပ်ပင်းစနဲ့တုံးပြရိုက်တဲ့လမ်းကနေစတယ်ပေါ့နော်။ဒါ main frame ဖြစ်တယ်။ compress 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 နှလုံးပေါင်းခြင်းနဲ့နှလုံးပေါင်းခြင်းနဲ့နှလုံးပေါင်းခြင်းနဲ့သူ့တိုင်းမြန်မှန်တက်တဲ့ဒီမှာနှလုံးပေါင်းကနှလုံးပေါင်းကနှလုံးပေါင်းငါဒီ compress ကိုဒီလေးလုံးပြန်ပြီးတော့ခွန်တာဒီ compress ကိုဒီလေးလုံးပြန်ပြီးတော့ခွန်တယ်ဒီ compress ကိုဒီလေးလုံးပြန်ပြီးတော့ခွန်တယ်အဲ့တော့ဒီခဏခွန်နှလုံးကိုပေါင်းလိုက်မယ်ဆိုရင်ခွန်နှစ်ငါခွန်နှစ်ငါခွန်နှစ်ငါဆိုလေးဆိုတဲ့ method အဲ့လေးဆိုတဲ့ method ကိုကျွန်တော်တို့အမိပြပြီးတော့ လေးဆိုတဲ့အပန်းပိုင်းနဲ့လိုက်ကစားခြင်းနဲ့ပေါ့နော်အဲ့ main တဲလိုက်တဲ့လေးကနေရှေ့မှာသူလေးအတန်နဲ့ဗာလုတ်ခဲ့တဲ့၃မျိုးနောက်တစ်ခါအဲ့ဒီကျွန်တော်တို့ main တဲတဲ့အလဲကနေမှနောက်ထပ်လေးအတန်နဲ့၃မျိုးဆက်ရိုက်မှာ၂မျိုးရိုက်ခဲ့ပြီပေါ့နောက်နောက်တစ်မျိုးဆက်ရိုက်အောင်မလားဒါကိုကစားကြည့်ခြင်းနဲ့ပေါ့နော်ဒီပရိတ်၃ရဲ့တဲ့ဒီထိတ်ကဲဒီအပိတ်ကဲဒီ၃လုံးပေါင်းခြင်းဒီလေးပါတဲ့၃လေးခုလေးပါတဲ့အဲ့ဒီဒီရောက်မှာဒီပရိတ်၃ရဲ့၃ထိတ်စီရဲ့ဒီက၄နောက်ပိတ်ကဲ ုံညတုံညလေးဆိုတော့လေးဆိုတစ်ချက်ရိုက်ပါဒီ break တော့ရဒီ break တိတ်ကဒီတုံညရ sorry တိတ်တိတ်ကဒီတုံညကဏ္ဍကလုံးမောင်ကြီးလေးပါတဲ့ကဏ္ဍကလုံးမောင်ကြီးလေးပေါ့နော်3 4 4 3ညတုံညလေး3 1တုံညလေးဆိုတော့လေးကိုတုံးချက်ကပြန်ပြီးဆက်ပြီးတယ်ပေါ့နော်အဲ့ဒီလေးအဲ့ဒီလေးကနေဘယ်လိုဆက်လာလဲဒီတစ်လုံးရဒီနှလုံးရသုံးမောင်ကြီးလေးဒီတစ်လုံးရဒီနှလုံးရသုံးမောင်ကြီးလေး ီတစ်လုံးရဲ့ဒီနှစ်လုံးရဲ့သုံးလုံးပေါင်းပြီးလေးဆိုတစ်ချက်ပြန်ပြီးတော့ထက်ထက်အဲ့လိုထက်ပြီးမှသူကပြန်လာပြီးတော့ဘာလို့လာပြီးလဲဒီသုံးလုံးရဲ့ဒီကနန်းတစ်လုံးရဲ့ဒီကနန်းလေးလုံးပေါင်းချင်းလေးလို့တစ်ချက်ပြန်ထက်ပြီးပြီဒီသုံးလုံးရဲ့ဒီတစ်လုံးရဲ့ဒီကနန်းလေးလုံးပေါင်းချင်းလေးလို့တစ်ချက်ပြန်ထက်ပြီးဒီမှာလည်းဒီသုံးလုံးရဲ့ဒီကနန်းလေးလုံးပေါင်းချင်းလေးလို့တစ်ချက်ပြန်လာထက်ပြီးဒီမှာလေးတစ်ချက်နှစ်ချက်သုံးချက် ရှေ့မှာတုံးကြအဲ့လိုခင်းပြီးကမှာခုနကကျွန်တော်ထောက်ပြရတယ်ခွန်25 4ခွန်25 4ဆိုလို့လေးကိုတစ်ခါပြန်လာပြီအဲ့ဒီလေးကိုတစ်ခါပြန်ပြီးတော့လေးအတန်နေလိုက်ကစားတာပေါ့ဒီသုံးလုံးပေါင်းချင်းလေးလို့တစ်ချက်ပြန်လာတယ်နောက်တစ်ခါဒီသုံးလုံးပေါင်းချင်းဒီကလေးဆိုပြီးတော့တစ်ချက်ပြန်လာတယ်နောက်တစ်ခါဒီမှာသုံးလုံးပေါင်းချင်းလေးဆိုပြီးတစ်ချက်လာထက်ပြီးထက်ပြီးထားတယ်ပေါ့နော်လေးဆိုပြီးတစ်ချက်လာထက်ပြီးထားတယ်တဲ့အဲ့ဒီလေးကို နောက်တော့ဒီကလေးလို့ပဲဘယ်နေရာမှာပြန်ဆန့်ပေးထားလိမ့်မယ်ဒီသုံးလုံးပေါင်းခြင်းတွေ၄ပါးဒီသုံးလုံးပေါင်းခြင်းတွေ၄ပါးအဲ့ဒါကိုဒီသုံးလုံးပေါင်းခြင်း၄လို့ပြန်ဆန့်ပေးထားအဲ့လိုဆန့်ပေးပြီးကြမှာအဲ့လိုပြန်ဆန့်ပေးပြီးကြမှာခါရယ်ထိတ်တယ်ဒီ break ရယ်လေးဆိုတည်းပြန်ပြီးတော့ချုပ်ပြီးထားခါရယ်ထိတ်တယ် break ရယ်လေးဒီမှာလဲခါရယ် တိတ်ကဲ break ကဲလေးလိုပဲထက်ချုပ်ပါအဲ့စနစ်ရလေးအတန်နဲ့လိုက်ခဲ့တဲ့ဒီစနစ်ရခါရထိတ်ကဲအခုရောက်ပင်ကစားမဲ့ break ကဲလေးလိုကျွန်တော်ထက်ချုပ်လေးလိုထက်ချုပ်မှာဒီတော့မှခါရထိတ်ကဲ break ကဲလေးခါရထိတ်ကဲ break ကဲလေးခါရထိတ်ကဲ break ကဲလေးဆိုပြီးလေးသုံးချက်ပြန်ချုပ်အဲ့တော့ဒီမှာခါရထိတ်ကကခွန်လို့ရှိထားရတဲ့ဒီနေရာကို break ခွန်လို့ထဲမှာဒီ list ဆိုတာဖြစ်မှာပေါ့နော်ဒါကြောင့်မလို့ဒီပွဲကိုတာ ဘရိတ်ခွန်ဘရိတ်ခွန်ကဏ္ဍတစ်ခွက်ပါအောင်ကစားကြည့်ခြင်းနေပေါ့နော်ဘရိတ်ခွန်ကဏ္ဍတစ်ခွက်ပါအောင်ကစားကြည့်ခြင်းနေအဲ့ပြန်ပြီးတော့လေးတွေလာခဲ့တဲ့စနစ်လေးကိုအနှစ်ချုပ်ပြန်ထောက်ပြပေးမယ်ဒီမှာလေးတစ်ချက်ဒီမှာလေးတစ်ချက်ဒီမှာလေးတစ်ချက်အဲ့ဒီလေးကိုဒီမှာလေးတစ်ချက်ဒီမှာလေးဒီမှာလေးဆိုနှစ်ချက်ထည့်ရပြီနောက်တစ်ခါဒီလေးလုံးလေးဒီလေးလုံးလေးဒီလေးလုံးလေးဆိုဒီသုံးချက်ရိုက်ပြီအဲ့ဒီလေးသုံးချက်ကိုမှပုံသင်တဲ့ကဏ္ဍနဲ့ပြန်ရိုက်တာဘရိတ်ခွန်ရဲ့ဒီနှလုံးမောနှိက9ရဲ့ခွန်2 5လေးလို့တစ်ချက်ပြန်ရိုက်တယ်ခွန်2 5လေးလို့တစ်ချက်ပြန်ရိုက်တယ်ခွန်2 5 လေးလို့တစ်ခါပြန်တယ်အဲ့ဒီလေးကိုဒီလုံးလုံးပေါင်း၄ဒီလုံးလုံးပေါင်း၄ဒီလုံးလုံးပေါင်း၄လို့ပြန်ထည့်တယ်အဲ့ဒီထည့်ခဲ့တဲ့လေးကိုတိတ်စီရဲ့နောက်တဲ့လေးတိတ်စီရဲ့နောက်တဲ့လေးတိတ်စီရဲ့နောက်တဲ့လေးလို့ချုပ်ပြီးမှအခုအဲ့ဒီလေးဖြောက်ချက်ပြီးခုနှစ်ချက်မြောက် လေးမှာကားရဲ့တိတ်ကဲ break ရဲ့လေးကားရဲ့တိတ်ကဲ break ရဲ့လေးကားရဲ့တိတ်ကဲ break ရဲ့လေးဆိုတော့ဒီနေရာမှာကားဒီတိတ်တိတ်စီဒီဖြောက်နှလုံးပေါင်းခုန်ရှိထားတဲ့အတွက်ဒီနေရာမှာ break ခုန်လို့ထဲမှာလေးဖြစ်မှာဒီနေရာလေးမှာ break ခုန် ကပ်ပင်စနစ်အနေနဲ့ဒီလိုရိုးရှင်းလေးကစားကြည့်ကျင်တယ်ပေါ့နော်ကပ်ပင်စနစ်အနေနဲ့ဒီလိုရိုးရှင်းမဲ့ကစားကြည့်ကျင်တယ်အဲ့တော့ဒီလိုစနစ်ရလာပြီ break တစ်ခုဒီလိုရလာပြီဆိုတော့ကျတော့ဒါကျွန်တော်တို့ဒီလိုကစားနည်းရဲ့ပုံမဲ့ပုံတွေထုံးစံတိုင်းပဲ side quest စနစ်အရင်လိုက်ရှာရတယ်နော် side quest စနစ်တန်းကိုအရင်ဆုံးဖမ်းကြတာဒါထုံးစံပေါ့ဖမ်းကြည့်လိုက်မယ်နော်ခါရဲခါရဲတိတ်တိရဲ့6ကိုနောက်ဘက်က6ဆိုညီညာချင်းနဲ့လာထက်ပြီးတော့ခါရဲတိတ်ရဲ့ break ရဲ့၄လို့ဖြစ်ဖို့၄ကထက်ပြီးတော့အောင်းပေးထားတယ်ဒီမှာလည်း ခါးနှလုံးနဲ့ထိတဲ့ဒီငါးကိုငါးနောက်ပိတ်ထည့်ပြီးမှဒီငါးလုံးပေါင်းခြင်းလေးလို့ထည့်ပြီးအောင်းပိတ်ထားတယ်။အဲ့စနစ်ရဆိုရင်ကျွန်တော်ဒီခါးနှလုံးရဲ့တိတ်စီရဲ့ပေါင်းခြင်းရလက်ဒီနောက်ပိတ်လို့ထည့်ပြရမယ်ပွစင်တိတ်စီနဲ့နောက်ပိတ်ကိုအဲ့လိုညှိပြီးတော့ထည့်လိုက်မယ်ထည့်ပြီးလို့ရှိရင်အလဲတိုင်းနှလုံးကိုဒီငါးလုံးပေါင်းခြင်းလေးဆိုရယ်စနစ်နဲ့ချုပ်ဒီနေရာမှာ break count ထည့်ကစားကြည့်ရအောင်နော်။အဲ့ရိုးရှင်းနဲ့ထည့်ကြရအောင်ဒီနေရာမှာကျွန်တော်တို့တလုံးချင်းထည့်ကြည့်လိုက်မယ်9 4 3 3ညထည့်စီလို့ထည့်ကြည့်လိုက်မယ်9 4 3ညကိုမလို့ကိုနောက်ပိတ် ဘရိတ်ကိုဖြစ်အောင်ဒါကျွန်တော်ရှစ်ခါဒါဆိုတစ်တိတ်စီလို့ထက်ကြည့်လိုက်9လစ်တစ်30မလို့3ညနောက်ပဲဘရိတ်ကိုဖြစ်အောင်6ခါတစ်တိတ်စီလို့ထက်ကြည့်လိုက်9လစ်နှစ်တစ်မလို့1နောက်ပဲဘရိတ်ကိုဖြစ်အောင်6ခါဒါဆို3တိတ်စီလို့ထက်ကြည့်လိုက်9လစ်3နှစ်မလို့2နောက်ပဲဘရိတ်ကိုဖြစ်အောင်6ခါ၄တိတ်စီထက်လိုက်မယ်ဆိုရင်လောက်ဆိုရှင်းနေပြီเนาะ၃ခန်း၅၄၄၃ဆို၃ခန်းဘရိတ်ကိုဖြစ်အောင်၃ညတစ်လုံးထက်၄၃ညတော့ဒါဆို၅တိတ်စီတစ်လုံးထက်ကြည့်လိုက် ငါလင်းငါလေးဘူးလေးနောက်ပဲ break ကိုဖျောက်ရှစ်ကားတလုံးဖြစ်ခြောက်တည်းလို့ထက်လိုက်ငါလေး၆ငါမလို့ငါနောက်ပဲ break ကိုဖျောက်ခြောက်တလုံးထက်လိုက်ခြောက်ခြောက်ငါကွန်တက်စီလို့ထက်လိုက်မယ်ဆိုလို့ရှိရင်ငါလေးကွန်ခြောက်မလို့ခြောက်နောက်ပဲ break ကိုဖျောက်လေးကားတလုံးထက်လိုက်ရှစ်တည်းစီလို့ထက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ငါလေးရှစ်ကွန်မလို့ခွန်နောက်ပဲနှစ်ကား break ကိုဖျောက်နှစ်ကား ိုးထိပ်စီလို့ထက်ကြည့်လိုက်မယ်ဆိုငါးလေးကိုရှစ်မလို့ရှစ်နောက်ပဲပညာခါဆိုဒီစက်ကွက်တန်းစနစ်ထွက်တာပေါ့နော်အဲ့တော့စက်ကွက်ထဲကမိမိကြိုင်ချင်တာကရွေးချယ်ပြီးထိုးကြပေါ့နော်ပုံရရှိကိုတက်ချောက်စနေလေးတုံးနေနဲ့လေးတုံညာတုံးငါးရှိလေး၆၆ငါးခွန်လေး၆ရှစ်နေခွန်ကိုတုံညာရှစ်မိမိကြိုက်နေတက်တာကိုဖိုးပါဒါဒါဆက်ကွက်စနစ်ဆက်ကွက်စနစ်လုံးကိုရေးပြတာကတွေ့တာမြင်တာအကုန်ပြဆိုတော့ပြည့်တဲ့အတွက်အကုန်ပြပေးတာဒါဆက်ကွက်စနစ်ထိုးလို့ရတယ် ဆက်ကွက်စနစ်ချုပ်လို့ရတယ်တကွက်ကောင်းချုပ်ချုပ်လို့ရတယ်ကြိုက်စလို့ချုပ်လို့ရတယ်ပေါ့နော်ဒါတွေချုပ်လို့ရတယ်ထုံစံတိုင်းပဲဒီနေရာမှာကျွန်တော်တို့ရိုးရှင်းရှင်းလာမယ်ပေါ့နော်ရိုးရှင်းရှင်းကစားကြည့်မယ်ပေါ့ရိုးရှင်းကစားကြည့်ကျင်တယ်ဆိုလို့ရှိရင်6နောက်ပိတ်9နောက်ပိတ်4နောက်ပိတ်ဆိုလို့ရှိရင်ဒါ4နောက်ပိတ်နဲ့ဆိုရင်9 4ဆိုပြီးတနက်6နောက်ပိတ်လာမလား9နောက်ပိတ်4နောက်ပိတ်စီနီယာတိုင်းပဲဒီလိုတွတ်မလားတွတ်ကျင်တယ်ဆိုလို့ရှိရင်ဒါ4နောက်ပိတ်စသည်အဖြစ်ပေါ့နော် ကိုကြိုက်နဲ့တက်တဲ့ကဏ္ဍကိုရွေးချယ်ပြီးတော့ဖို့ပေါ့နော်ကျွန်တော်ဒီအကွက်ရွှေကိုအာသနာဖြစ်တဲ့အတွက်အကွက်ရွှေလိုင်းနဲ့ပဲကစားတယ်အဲဒီကဏ္ဍနေကျွန်တော်ထိုးခဲ့ဘူးတဲ့ကဏ္ဍနေဒီကဏ္ဍနဲ့မွေးကဏ္ဍရှိတယ်ဒါလည်းရှိတယ်ဒါလည်းအားကောင်းတယ်ပေါ့နော်အမျိုးမျိုးပဲဗေကဏ္ဍမဆိုဖြစ်နိုင်ပွဲရရဲ့မယ်ဒီစနစ်ဒီလိုပုံစံအောင်မယ်ဆိုဒီဆက်ကွက်တဲ့တကွက်ကွက်အောင်ပေးအောင်ပေးရမယ်စနစ်မျိုးပေါ့နော်အောင်မယ်မအောင်ဆိုတော့ကျွန်တော်တချမ်းမသိအောင်ခဲ့မယ်ဆိုရင်ပြောတာအဲတော့ဒီဆက်ကွက်ရှိတယ်ကြိုက်တယ်မြစ်တူအဲ့ဒီထဲနေမှာတော့ကျွန်တော်ကကျွန်တော်ဒီအကွက်ရှိကိုပဲကစားတာဖြစ်တဲ့အတွက်ဒါမျိုးတွေကနေရာယူစနစ်မှာပဲကျွန်တော်ပြင်သုံးတယ်ကျွန်တော်ရဲ့ထုံစံအတိုင်း ကျွန်တော်အကွက်ရွှေကစားခြင်းနဲ့ကစားကွက်အတွက်ဒီနေရာဒီဒါနေရာပေါ့တိတ်ဆိတ်လည်းနောက်ပိတ်အထိုင်ကိုသုံးတဲ့နေရာမျိုးမှာကျွန်တော်ကဒါကိုယူပြီးတော့သုံးတယ်အဲဒါမျိုးယူရှင်းမဲ့ secretary ကိုကြိုက်တယ်ဆိုလို့ secretary လိုလိုက်ထိုးအဲ့လိုပဲအဖွဲ့ဝင်တွေတချမ်းမှတ်တာကိုကြိုက်တာကိုပဲကိုယ့်ကိုလိုက်ထိုးနော်အဲ့တော့ဒီကဏ္ဍလေးကိုကျွန်တော်အကွက်ရွှေဖြစ်ကစားကြည့်ခြင်းနေ၄သုံးရ၃ဆိုတဲ့ကဏ္ဍလေးတစ်ခုအကွက်ရွှေဖြစ်ကစားကြည့်ခြင်းဒါကျွန်တော်ရထုံးတဲ့အကွက်ရွှေနဲ့ကစားမှာဒီလိုပုံစံဒီလိုစနစ်တွေကတော့ကျွန်တော်တို့မကြည့်ဘူးလားကြည့်ပါတယ်ကို ကြည့်နိုင်တော့ကြည့်တယ်ပေါ့နော်ကြည့်ပြီးကျွန်တော်ဘာတွေ့ယူလဲတိုက်စီလည်းနောက်ပိတ်ဆိုရနေရာကိုအထအတူလုတ်တဲ့နေရာမှာပဲယူပြီးကစားတတ်တယ်အဒီကနေ့လေးတကွအကွက်ရွှေကစားပြခြင်းဒါကျွန်တော်ရထုံးစံဟောဒီဖိန်ဒီစီကြောင်းနေမယ်ပေါ့နော်ဒီနှစ်နှစ်ခွန်ဆွဲကနန်းဒါကျွန်တော်တို့အောင်မြင်မှုရခဲ့တဲ့ကနန်းပေါ့နော်ဒီကနန်းတွေတော်တော်များများတော့ဒါအများဆုံးတက်နိုင်တဲ့ကနန်းလို့ဒါယူဆပြီးတော့လိုက်ချက်တဲ့ကနန်းပါဘို့တော့ ထွက်လာတဲ့ချိန်မှာမိအောင်ဖမ်းနိုင်တဲ့အချိန်ရင်မိသွားတယ်ဆိုရှင်ထိုက်တန်ရပါတော့ဒီမှာတော့ဒါဒီကဏ္ဍကိုကျွန်တော်တို့ဒီနေရာမှာဒီနေရာဆိုတိတိကျကျအချိန်ရင်ဖမ်းပြီးတော့ကစားပြခဲ့တယ်ကဏ္ဍပေါ့နော်အဲ့ကဏ္ဍကပဲအကျိုးပေးကဏ္ဍဆိုပြီးဒီချိန်တော့လည်းအဲ့ဒီကဏ္ဍကိုပဲကစားပြန်ကစားတယ်ဒီချိန်မှာလည်းအဲ့ကဏ္ဍကိုပြန်တွေ့အနေနဲ့ကစားခဲ့တာစနစ်တွေဒီမှာအောင်ခဲ့တယ်ကဏ္ဍနဲ့မောင်းခဲ့ပြီပေါ့နော်ရွေးချယ်ရတာတကွက်ပဲရွေးချယ်တာဖြစ်တဲ့အတွက်စနစ်ဆိုတာအောင်မင်းနဲ့ကဏ္ဍဆိုတာအောင်ကျမအောင်တာအခုလည်းကျွန်တော်ကစနစ်ကိုပဲဒီကတာယူသွားကြပါစနစ်ကိုပဲယူစစ်ခြင်းနဲ့အဲ့တော့တုံးရနေဒီနောက်လုံးမောက်ခုံလို့ရိုက်တဲ့ အဲ့အချိန်မှာပေါ့နော်သူရဲ့နောက်နေထက်မှာခုနောက်ပိတ်ခုနောက်ပိတ်ဒီခုနောက်ပိတ်ပထမဆုံးတုံးရတဲ့ဒီနောက်လုံးပေါင်းကျနောက်နေထက်မှာခုနောက်ပိတ်တုံးရတဲ့ဒီနောက်လုံးပေါင်းခုကြောင့်ခုနောက်ပိတ်တုံးရတဲ့ဒီနောက်လုံးပေါင်းခုကြောင့်ခုနောက်ပိတ်အဲ့ဒါဘယ်ခုနောက်ပိတ်လဲလို့ဖြုတ်ကြားတဲ့ method ကဒီနောက်လုံးပေါင်းချင်း၄၃၄ဒီခွန်ရက်ပါပါခါတုံးလုံးပေါင်းချင်း2လို့ရိုက်တဲ့နေရာကခုနောက်ပိတ်နော်ဒါမြင်အမှန်လဲရှိရမယ် ပီဒီယိုတဲ့ဆိုဒီနေရာမှာကြားတယ်ခွန်နောက်ပဲ၃ည9 4သုံးလုံးပေါင်းချင်း1ထားဒီ level ပေါ့နော်3ခွန်2 2လို့ power ချုပ်ပြီးမှဒီနေရာမှာဝင်တဲ့ခွန်နောက်ပဲအဲ့တော့၃ည9ထိရင်တော့ဒီမှာခွန်နောက်ပဲတွေရှိတယ်ဒီနေရာခွန်နောက်ပဲတွေရှိတယ်မတူညီဘူးဒီခွန်နောက်ပဲကျွန်မလားတူညီတယ်9 15သုံးလုံးပေါင်းချင်း1ဒီမှာ2 4 6သုံးလုံးပေါင်းချင်း2 2ရဲ့ power ခွန်နောက်ပဲအဲ့တော့ဒီခွန်နောက်ပဲကနေတက်တယ်တော့အောက်ကိုချင်းစင်ခွန်နောက်ပဲသူ့ရဲ့တက်တယ်တော့အောက်ကိုချင်းချင်းစင်ခွန်နောက်ပဲအတက်အစင်အမှန်ထိတ်ချုပ်မှုအမှန်နဲ့ ဒီခွန်နောက်ဘက်ကနေလိုက်ကစားခဲ့တဲ့မြတ်တပ်ပေါ့နော်ဒီခွန်နောက်ဘက်ကြောင့်ဒီနေရာမှာနောင်လုံးပေါင်းခြင်းခွန်ဒီခွန်နောက်ဘက်ကြောင့်ဒီနေရာမှာနောင်လုံးပေါင်းခြင်းခွန်ဒီခွန်နောက်ဘက်ကြောင့်ဒီနေရာမှာနောင်လုံးပေါင်းခြင်းခွန်လို့ရိုက်အဲ့လိုရိုက်ပြီးသူ့ရဲ့ဇောင်းမှာခွာကိုခွာကူပြီးတော့ခွာရှစ်ခွာရှစ်ပြီးဒီနေရာမှာခွာခွန်ပြီးရင်သူ့ရဲ့အောင်မှာခါနဲ့တိတ်စီနှလုံးကြီးလေးလေးပြီးတော့ငါငါပြီးတော့ဒီမှာ6ဆိုတဲ့မြတ်တပ်ထည့်တယ်အဲ့လိုထည့်ပြီးတော့ဒီနေရာမှာကြရှင်နှလုံးပေါင်းခြင်းခွန်ခွန်ပြီးတော့6 လျှောက်ပြီးတော့ဒီမှာရှင်းလုံးပေါင်း9လို့ထည့်တာဒီတိုင်းပဲတိုက်တိုင်းပဲနဲ့ဒီနေရာမှာထက်ခဲ့တဲ့ကနန်း၄9နှစ်အဲ့ဒီတိုင်းမင်ကနေပေါ့နော်ဒီနေရာမှာထက်ခဲ့တဲ့ကနန်း၈9အဲ့တိုင်းပဲနဲ့ဒီနေရာမှာထက်ခဲ့တဲ့ကနန်း3 9နှစ်ဒီကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်9နှစ်မြောက်ကကနန်းနဲ့ဒီကနန်းဒီလည်းတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်9နှစ်မြောက်ကကနန်းအဲ့တော့ဒီကနန်းဒီလည်းတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်9နှစ်မြောက်ကကနန်းဆိုပြီးတော့ နှစ်3-5ကဒီမှာအောင်ခဲ့တယ်နှစ်တလုံးတော့ကြိုက်တယ်ဒီမှာလည်းနှစ်ခုနှစ်ပဲလေပဲကျွန်တော်အကြိုက်ဖန်ကစားတာစနစ်အရာအောင်ခဲ့တယ်ဒီကနန်းကိုဖတ်တာကျွန်တော်ကဒီကနန်းကိုဖန်ကစားတာအဲ့မှာတော့အဲ့ဒါပြီးတော့သူ့ရဲ့အောက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ယောက်မှာဆက်ပြီးတော့ကစားတဲ့စနစ်ဒီမှာငါးလေးနှစ်သူ့ရဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ယောက်မှာဆက်ကစားတဲ့ကနန်းသုံးနှစ်ခွန်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ယောက်မှာဆက်ကစားတဲ့ကနန်းရှင်ကနှစ်သူ့ကိုထောက်ထားတာကဒီနေရာကိုဆက်ပြီးတော့ထောက်လာတာဒီနေရာမှာ break ခွန်ခွန်ပြီးတော့ရှစ်ရှစ်ပြီးတော့9 ခွန်ရှိကိုလိုစီနီယာထပ်ထောက်တယ်ထပ်ထောက်ပြီးသူ့ရအောင်မှာတိတ်စီနဲ့ဗရိတ်နဲ့ဒီ30တိတ်စီနဲ့ဗရိတ်နဲ့ဒီ30အဲနော်တိတ်စီနဲ့ဗရိတ်နဲ့ဒီ9ဒီမှာဒီနေရာမှာထိဗရိတ်ပြေးခဲ့တာကခွန်ရှိ9ပြည်လန်းခွန်ရှိ9ပြည်လန်းအောင်မှာတိတ်စီနဲ့ဗရိတ်နဲ့9 9ပြီးတော့30 30ပြီးတော့71ဆိုတော့ထောက်ချက်ထပ်ထောက်ပြီးတော့ဒီနေရာမှာဆက်ပြီးဒီနေရာမှာဝင်နေကနန်းနှစ်အလုံးပိုင်းနဲ့9လေးနှစ်သူရှိ9နှစ်မြောက်ကကနန်းမယ်ဒီနေရာမှာလည်း2အလုံးပိုင်းနဲ့သူရှိ1နှစ်နဲ့3နှစ်4နှစ်5နှစ်မြောက်ကကနန်းမယ် ဒီနေရာမှာလည်းနှစ်လုံးပိုင်နဲ့သူရှိတနေ့နဲ့နေ့သုံးနေ့လေးနဲ့ငါးနှစ်မြောက်ကကနက်မယ်ဒီမှာရှင်းကားနေဆိုကနက်အောင်တာပဲဒါမှလည်းဒီနေရာမှာလည်းကျွန်တော်ကဒီနှစ်ခုနှစ်ကိုပဲပြန်တွေ့နေနေကစားခဲ့တာရွေးချယ်ပြီးတော့စနစ်အောင်ခဲ့တယ်ဒီမှာလည်းနော်အောင်ခဲ့တဲ့လမ်းပေါ့နော်အဲ့ဒီမှာလာခဲ့တာမှနှစ်ခါအဲ့နှစ်နောက်ပဲနှစ်ခါဒီမှာလည်းနှစ်နောက်ပဲနှစ်ပါတော့ကနက်အဲ့နှစ်ပါတော့ကနက်ကိုသူရှိငါးနှစ်မြောက်မှာနှစ်နောက်ပဲဒီမှာဆိုနှစ်ခါဒီနေရာမှာနှစ်ထိန်နဲ့ထပ်ထားတဲ့ကနက် နှစ်ပါသောကဏ္ဍဒီနေရာမှာတော့လည်းနှစ်ပါသောကဏ္ဍနဲ့နှစ်ခွန်းနှစ်ကိုဖန်ကစားတာဒီမှာလည်းထပ်ပြီးမကြည့်ဘူးနှစ်ပါသောကဏ္ဍနှစ်ခွန်းနှစ်ကိုဖန်ထပ်ပြီးတော့ဖန်ကစားတာစနစ်ပဲအောင်တယ်ကျွန်တော်ရွေးချယ်တဲ့ကဏ္ဍမအောင်ဘူးပေါ့နော်ဒီမှာလည်းစနစ်အောင်ခဲ့တယ်ဒီမှာလည်းစနစ်အောင်ခဲ့တယ်အခုအဲ့ဒီကောင်နေဆက်ပြီးတော့ဒီကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်ဒီနေရာမှာလာမယ်ကဏ္ဍဒီကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်ဒီနေရာမှာလာမယ်ကဏ္ဍဒီကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်ဒီနေရာမှာလာမယ်ကဏ္ဍကိုဖန်ကစားခြင်းဒီနေရာမှာလာမယ်ကဏ္ဍကိုဖန်ကစားခြင်းတော့သူက ဒီနေရာမှာ timing ကိုဘာကြီးဆက်လာပြီးပြီးထားလဲဆိုတော့ကျတော့ခုနကကျွန်တော်တို့အပေါ်ကပြေးလန်းနေပြေးလာပြီးဆက်ပြီးဆင့်လာတာကဒီနေရာမှာ9ခါ6ခါ3ခါဆိုပြီးလာထည့်ပြီး9လေး3ဆိုစီနီယာပြန်လာခါလာထည့်ပြီးတယ်9ခါ6ခါ3ခါဆိုပြီးတစ်ခါပြန်လာထည့်ပြီးအဲ9ခါရဲ့အောက်မှာမှာဒီလိုသုံးလုံးပေါင်းချင်းဒီရက်ရှစ်တဲ့ခွန်ခွန်လေးဒီသုံးလုံးပေါင်းချင်းဒီရှစ်ရှစ်နှစ်ခွန်ဒီသုံးလုံးပေါင်းချင်းဒီခွန် သုံးချောက်ခွန်ဒီသုံးလုံးပေါင်းချင်းဒီချောက်ရှစ်ခွန်ချောက်ဆိုစီနီယာကိုလာထက်ပြီးတယ်ထားထက်ပြီးသူ့ရဲ့ဒီနေရာမှာပုံသေးချောက်ခါပုံသေးချောက်ခါပုံသေးချောက်ခါလို့ထက်ပြီးတယ်ပေါ့နော်အဲ့လိုထက်ပြီးပြီးတော့ဒီနေရာမှာနှလုံးပေါင်းချင်းနှစ်ဒီနေရာမှာနှလုံးပေါင်းချင်းတစ်စီးနှလုံးပေါင်းချင်းနှစ်ဒီနေရာမှာတစ်စီးနှလုံးပေါင်းချင်းနှစ်လို့သူညီမှုထက်ပြီးထားတယ်နောက်တစ်ခါဒီသုံးလုံးပေါင်းချင်းဒီရှစ်ဒီနှလုံးပေါင်းချင်းဒီရှစ်ဒီသုံးလုံးပေါင်းချင်းဒီရှစ်လို့ပုံသေးလာထက်ပြီး3 8 8ဒီမှာ6 8 4ဒီမှာ6 6 6ဆိုပြီး8လို့လာထက် အဲ့လိုစုံမှတ်တွေနဲ့ဒီနေရာမှာရောက်လာတဲ့ကနန်း6.5 3 4 3 4ဒီနေရာမှာထွက်မဲ့ကနန်းအဲ့ဒီ6.5ဆိုတဲ့ကနန်းကသူကနေထောက်တနည်းနည်းသုံးနည်းလေးနည်း၅နည်း၆နည်းမြောက်ကကနန်းကလာပို့ထားတာဒါဆိုဒီနေရာမှာထောက်ထားတဲ့ဒီနေရာမှာဝင်လာတဲ့ကနန်းကလည်းတနည်းနည်းသုံးနည်းလေးနည်း၅နည်း၆နည်းမြောက်ကကနန်းကလာပို့ထားတာဒါဆိုဒီနေရာမှာတနည်းနည်းသုံးနည်းလေးနည်း၅နည်း၆နည်းမြောက်ကကနန်းဆိုတော့2020ကထွက်ခဲ့တဲ့ကနန်းဒီစနစ်ကိုလိုက်ကစားမှာပေါ့နော်အဲ့တော့2020ထဲမှာထွက်ခဲ့တဲ့ကနန်းမိကျွန်တော်ကတော့ကျွန်တော်စိုက်တဲ့စနစ်ကျွန်တော် ကျွန်တော်အာဘောတိုင်းပေါ့နော်ကျွန်တော်ရစိတ်ကုလိုက်မယ်ကဏ္ဍတစ်ခုကိုရွေးချယ်ကစားမှာကျွန်တော်ရွေးချယ်တဲ့ကဏ္ဍကိုမကြိုက်ဘူးဆိုလို့ရှိရင်စနစ်အရ2020တဲကထွက်ပြီးတော့ကဏ္ဍကိုတိုက်တာကိုရွေးချယ်ကစားဖို့အကြံပြုလိုပါတယ်ပေါ့နော်အကြံပြုလိုပါတယ်တဲ့အဲ့ဒီနေရာမှာပေါ့နော်ကျွန်တော်ကစားခြင်းနဲ့မက်သက်ကဒီနေရာမှာစတဲ့ခဲ့တဲ့ခွာ9အော် sorry ခွာ9ခွာ6ခွာ9ခွာ9ခွာ6ခွာခွန်လို့ပထမဆုံးမွေးရိုက်တယ်ရိုက်ပြီးတော့အဲ့ကိုချစ်ခွန်ကိုပြောင်းပြန် break ခွန် break ရှစ် ဘရိတ်ကိုလို့ထည့်ပေးပြီးအဲ့ဒါကိုပြောင်းပြန်ဒီနေရာမှာပြန်ပြီးဒီခွာကုတ်ကြောင့်ဒီနေရာမှာကိုးဘရိတ်ဒီခွာရှစ်ကြောင့်ဒီနေရာမှာရှစ်ဘရိတ်ဒီနေရာမှာခွာခွန်ကြောင့်ဒီနေရာမှာခွန်ဘရိတ်ဆိုတဲ့မက်သက်ကိုကစားကြတာဒါဘရိတ်ကြောရိုးရှင်းရှင်းနေနဲ့ကစားမယ်ဆိုရင်ခွန်ဘရိတ်အဲ့တော့2020တဲကထွက်ခဲ့တဲ့ခွန်ဘရိတ်ဆိုဒီတစ်ခွက်ထည့်ပဲရှိရ၄၃ည၃ဆိုတဲ့ခဏတစ်ခွက်ထည့်ပဲရှိရပြန်တာမရှိဘူးသို့တော့စဉ်းစားစရာဒီဒီနေရာမှာဘာကနန်းထွက်ခဲ့တယ်ဆိုတာမသိဘူးကိုဘေးဖြစ်တဲ့အတွက်ကနန်း၃ခွက်ကပျောက်နေတယ်လက်ရှိအမြင်ရဆိုဘရိတ်ခွန်ကနန်းဒီကနန်းတစ်ခွက်တည်းရှိတဲ့အတွက်ဒီကနန်းကို ဒီနေရာမှာခက်ကစားခြင်းတယ်ရှေ့တမိုင်းမှာအိုက်ကိုရှေ့ကွန်ပြေးလမ်းကကစားကြတာရှိတယ်သူရှေ့နေတဲ့မှာဘရိတ်ကိုကနန်တကွက်တီတနစ်နဲ့နဲ့သုံးနဲ့လေးနဲ့မြောက်ကဘရိတ်ကိုကနန်တဲတကွက်လိုက်တယ်သူရှေ့နေမှာပဲအဲ့တိုင်းပဲဘရိတ်ရှေ့ကနန်တကွက်တနစ်နဲ့နဲ့သုံးနဲ့လေးနဲ့မြောက်ကဒီဘရိတ်ရှေ့ကနန်ကဘရိတ်ရှေ့ကနန်ဆိုတဲတကွက်တီးတီးလိုက်တယ်အဲ့လိုပဲဒီမှာဘရိတ်ကွန်ကနန်သုံးကွန်က၃ကွန်၅ဆိုပြီးတော့ကိုရှေ့ကွန်ပြေးလမ်းနဲ့ဘရိတ်တကွက်ကိုသူရှေ့နေမှာရိုက်ခဲ့ဘူးတယ်အဲ့ဒီအဆက်နေနဲ့အိုက်ကိုရှေ့ကွန်ပြေးလမ်း ဘရိတ်တကွအကွက်အပြေးကိုအမြဲတမ်းလိုက်ပန်းပြီးတော့ကစားနေရပေါ့နော်အခုကြိမ်မှာတော့ဒီဘရိတ်ကိုရှစ်ကွန်ပြေးလန်းတဲ့အကွက်ရှိကူသူ့ရှိကြောင်းနေမြောက်ကကနန်းကိုဒီတိုင်းပဲနဲ့ကျွန်တော်တို့ယူကစားတာယူကစားတာဆိုတော့ကျတော့ဒီ2020ထဲမှာဒီ၃ကြိမ်ပါထွက်ခဲ့မှန်းလားကျုပ်လည်းမသိဘူးလောလောဆယ်အမြင်ကတော့ဘရိတ်ကွန်ဒီဒီကနန်းတကွက်ထဲပဲထွက်ထားတာဒီကနန်းတကွက်ထဲထွက်ထားတာဖြစ်တဲ့အတွက်ခုနဆယ်ကွက်စီးနဲ့ဒီနေရာမှာဝင်ထားတဲ့၄၃ည၃ဆိုတဲ့ကနန်းတကွက်ဒါအကွက်ရှိနေနဲ့ဘရိတ်ကွန်အကွက်ရှိနေနဲ့ဒီကနန်းတကွက်ကိုကစားလိုက်တယ်